တကယ်တခါမှတော့မရမရသေးဘူးလို့ပြောလို့ရတယ်ကျွန်တော် horror drama တွေပဲများနေတာအခုလိုမျိုးပို့ပပလေးရတဲ့အချိန်မှာတကယ်ဟိုစိတ်လဲပို့ပပလေးဖြစ်တယ်ပေါ့နော်လဲကြတဲ့အချိန်မှာလည်းပြောဖို့တအားကောင်းပါလေဒါဒါ romance drama လေးပေါ့ဟုတ်နင်မကမ္မလီရှီ ဒီတဲမှာ character နာမည်ကစောထက်အောင်ပေါ့နော်စောထက်အောင်သူကအဲတချင်းတခွေထုတ်ဘူးတယ်အဲ့လိုမျိုး music ဝါသနာပါတယ်နာမည်မအောင်မင်းပေါ့နော်မအောင်မင်းမနဲ့သူအမဆိုင်မှာ36လမ်းကဆန်ပြိုးဆိုင်မှာအဲ့လိုမျိုးတွင်ကူပေးနေတဲ့ကောင်းလေးတယောက်ပုံစံမျိုးပေါ့အဲ romance drama ပြီးတော့ music ရဲ့ပုံစံမျိုးလေးလည်းပါပါပြောပါတယ်ကျွန်တော်ကလည်းတခြင်းဆိုတာကြိုက်တဲ့သူဆိုတော့တခြင်း music ကြိုက်တဲ့သူဆို အခုလိုဇလံမျိုးလေးကိုရိုက်ရတာလည်းတကယ်ဝမ်းသာတယ်ပြီးတော့ဒီရဲအဆုံးမှာတချင်းလေးတွေကိုဆုံးဖွင့်ရတာတွေလည်းတကယ်ဝမ်းသာပါတယ်အဲ့ပေါ့သူနဲ့ကပျော်တယ်ရတာပဲသူတချင်းလုံးခွေယူတော့လေအဲ့လိုမျိုးရိုက်ကွေးလို့ရချင်းမှလည်းပို့ပပပဲအဲ့လိုမျိုးဆိုတော့ပြောဖို့ကောင်းပါတယ်သူတို့ဆိုတာအတတာနဲ့လည်းဟုတ်တယ်အတတာနဲ့လည်းအဆုံးကလေးတွေရှိတယ်ဆိုတော့ဟိုတတာနဲ့ကလည်းကျွန်တော်ရှေ့မှာကပြူရင်တို့ပြီးတော့တခြားဟိုဇလန်းလေးမှလည်းစုံဘူးတယ်ဆိုတော့သူနဲ့လည်းခင်နေတာဆိုတော့အလိုလိုကစီးပါတယ် ကျွန်တော်သဘောကျပါတယ်ဗျကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဇလန်လေးတွေသဘောကျတယ်ဟိုအဲ့တော့ဒီဇလန်လေးကိုရိုက်ခွင့်ရတဲ့အချိန်မှာလည်းကိုယ်ကိုယ်တိုင်လည်းဒီ character လေးကိုလည်းသဘောကျတယ်ဇလန်လေးကိုလည်းသဘောကျတယ်အေးပေါ့ကျွန်တော်တခါမှမလဲဘူးသိတဲ့ပုံစံမျိုးလေးလည်းဖြစ်တယ်အဲပြီးတော့ဒီ romance ဆိုတာကျွန်တော်တကယ်တခါမှတော့မမြဲရသေးဘူးလို့ပြောလို့ရတယ်ကျွန်တော် horror drama တွေပဲများနေတာအခုလိုမျိုးပို့ပပလေးရတဲ့အချိန်မှာတကယ်ဟိုစိတ်လည်းပို့ပပလေးဖြစ်တယ်ပေါ့နော်လက်ကတဲ့အချိန်မှာလည်းပြောဖို့တအားကောင်းပါလေအဲဒါက romance drama လေးပေါ့ဟုတ် အဲအဲ့ဒီမှာကအရင်လဲချစ်တဲ့သူလည်းနည်းနည်းဖလစ်တယ်တဲ့သူကဆိုတော့ဖိုတိုအော်ကရတာအပြင်းနဲ့ရောအပြင်းနဲ့ရောမတူပါဘူးဒီမတော်တိုင်းမှာပဲ easy ပါပဲအမခက်ပါဘူးအရင်ဟိုတဟမမရိုက်ဘူးဆိုပေမဲ့ဟိုကျွန်တော်ကိုယ်တိုင်လည်းအဲ့လို roman gallery တွေကြည့်ရတာကြိုက်တယ်ညကိုယ်တိုင်လည်းအရင်ကအဲ့လိုမျိုးလေးတွေဟိုတူးဆောင်ခြင်းနဲ့ဆန္ဒလည်းရှိရပါတော့အဲအခုမှဒါပထမဆုံးအနေနဲ့အဲဒီလို roman တွေရိုက်ဖြစ်တဲ့သူပေါ့အဲ့လိုမျိုးတော့ဖြစ်မဲ့ထင်တာပဲဟုတ် ဟမ်အဲ့ဒီကအဲ့လိုကြီးသိပြောတယ်ဘယ်လိုဘူးကတော့တယောက်တည်းတယောက်တည်းပါပဲဆိုတော့ဆိုရှင်လေကျွန်တော်တို့ဒီကားလေးကိုဝင်ရောက်ပြီးတော့အဲချစ်ရှိပေးကြပါဦးလို့အားလုံးပြောချင်ပါတယ်